ရိတပယိတ်ပေါ့နော်ဗမာလိုတော့ပယိတ်လို့ဘာသာပြန်တဲ့ပရိတပေါ့ပါဠိလိုတော့ပရိတဗမာလိုပြန်လို့ပယိတ်ကပြီးရခါကျတော့အယံအတာအမှရရတဲ့သဝန်ကျင်မှာဘေးရန်အန္တရာယ်အတွေ့အကြုံကာဘွယ်ဆောင်ရှားတဲ့ ဖြစ်ပေါ်စေဖြစ်ပေါ်လတ္တံတော်ဒိယံတို့ကိုငြိမ်းစေပါပြောမဖြစ်မရောက်အောင်ဘာဝံဆောင်လျှောက်တံတော်ဘုရားစကားတော်မြင်များသည်ဘေးကြီးဤဆိုတော့ဘေးကြီး73လို့ပြောကြတာပေါ့နော်အဲ့ဒီမှာဘေးဘေးလို့ပြောကြတယ် အဲ့တော့လိုရင်းပြောလို့ရှိရင်အောက်ဆုံးကစကားကိုပဲပြောပေါ့နော်ပရိတ်ဆိုတာဘာတော့ဆိုတော့မြတ်စွာဘုရားရဲ့စကားတော်ဒီပရိတ်ပဲအဲ့ဒီမြတ်စွာဘုရားရဲ့စကားတော်ဒီတဲ့ဖြစ်ပေါ်စေဘာလို့စနေဖြစ်ပေါ်တတ်တော်ဘေးရန်အန္တရာယ်ဘေးရန်လေဆိုတာအခုလက်ရှိကြုံရတာလက်ရှိကောင်းရှိနိုင်တယ်တို့ဒီမဟုတ် မဖြစ်တဲ့အရာများရှိနိုင်တယ်အဲ့လိုမျိုးဖြစ်စေတူဒီမဟုတ်ပါတော့စင်ဖြစ်ပေါ်လာတဲ့ဘေးရန်လေးဖြစ်ပြီးခုလက်ရှိဖြစ်တဲ့ဆန်လည်းငင်းစဲပတ်ပြောက်တော့မဖြစ်သေးဘူးဆိုရင်လည်းမဖြစ်အောင်အဲ့လိုမျိုးကာကွယ်ဆောင်ရှောက်တတ်တဲ့မြတ်စွာဘုရားရဲ့စကားကိုဘာလို့ခေါ်လို့စင်ဘယေကိုခေါ်တယ်အဲ့တော့ ခေါင်းချင်းဒိယံအန်တဲ့တဲ့တွေကိုကာကွယ်ဆောင်ရှောက်တတ်တယ်မိပြတ်သွားတယ်နော်မိပြတ်သွားတယ်အဲ့တော့ထောင်းချင်းဒိယအလေကောက်ွယ်ဆောင်းလျှောက်တတ်တဲ့ဘုရားရဲ့စကားတွေကိုတဲ့ပရိတ်လို့ခေါ်တယ်လက်ရှိကောင်းဖြစ်စေဘေးရန်အလေတွေကိုလည်းငြိမ်းစေတယ်။နောင်ဖြစ်တဲ့ဘေးရန်အလေတွေကိုလည်းပဲငြိမ်းစေတယ်။မြတ်စွာဘုရားရဲ့စကားတော်ကိုဘာလို့ခေါ်လို့ဆိုရင်ပရိတ် တန်တဲ့အချိန်တော့မပေါ်မှာသူတွေတော့မသိဘူးပေါ့နော်မမရရကိုဗစ်ဒီတားဖြစ်တဲ့ချိန်တော့ဆိုရင်ကိုစင်းကဘာလို့လို့ဆိုတော့ပိတ်တယ်ဦးစင်းအများကြီးရတာပေါ့နော်ညာရောပြီးတော့ဒီလိုလေးစာစာရတရမှာဦးစင်းတတိလေးစာရောတတိလေးဘတ်အောင်စာရတရကိုအများကြီးစပါပေါ့နော်စလုံးလေးတတိလေးလုပ်ပြီးဦးစင်းဆက်ခောက်လိုက်တယ် ข้าပြီးတော့ဘာလုပ်တော့ဆိုတော့ဘုဘကျောင်းဘဝနာမှာတစ်ခုပြန်သွင်းညှုပ်တာဘုဘမှာတစ်ခုညှုပ်တာအကာအကွယ်လုပ်ရတဲ့ဘောပေါ့နော်ကာကွယ်လုပ်ရတဲ့ဘောပေါ့ဘုရမရမတိဘောနော်ကိုရိုရင်းမြင်တဲ့ချိန်တန်လောက်တော့အဲ့တော့ဒီဟိုချိန်မှာအဲ့ကိုဗစ်ဖြစ်တဲ့အချိန်ကျပူဇန်တရီသာကျောင်း ိုတော်လေးတပါးမှနာတော်မရှိသူတို့ဟိုစစ်ကြင်တော့မပြတ်တတ်ဘူးပေါ့နော်။ဘာလို့ကိုမြင်ရတာမဟုတ်တော့ဘာမှတော့မဖြစ်ကြဘူးပေါ့လေ။ကိုတော်လေးတပါးမှနာလည်းမရှိကြဘူးပေါ့လေ။ဒါဘာမှဖြားတာနာတာလေးဘာလို့မဖြစ်ကြဘူး။အဲ့တော့ဘုရားလည်းပါတော့ပေါ့နော်။ဘုန်းကြီးဆိုတော့ပြန်ထားတာပုံတော့အချင်းတော့တော့မလုပ်ကြတော့ကြလား။ အဲ့တော့တကားရလဲပိတ်ထားအဝင်ထွက်လဲတိတ်မရှိဘူးပေါ့နော်ဟိုတကားကြီးတွေလဲဆုံးရလဲအမြဲတမ်းလာပို့ပေးတာဟုတ်အမှရည်စရာတစ်ခုပြောအောင်တကားတော့ပိတ်ထားတာပေါ့နော်ပိတ်ထားလဲဆိုရလဲအဝင်ထွက်တော့မရှိဘူးဆိုမှရှိတာပဲပေါ့လေရှိတယ်တကားဖွင့်လိုက်ဝင်လိုက်လို့ဝင်လိုက်ထွက်လို့ထွက်လိုက်ဦးစင်းကဟိုကော်ရယ်ပြောပြတာမဟုတ်ဘူးလေလို့မင်းတို့က အနားမှာစောင့်နေလိုက်တော့တော့ဆုံးလာကိုရိခာသူတို့လည်းကိုတော့ကိုယ်ယူထားလိုက်တော့အဝင်ထွက်ကပါပြောင်းနေတာပေါ့လို့ပြန်အဲ့လိုပြောအခုကိုရိုရဲမိုးတကောက်ပိတ်ထားလိုက်ပါလိုင်းတကိုင်းလိုမိုးနဲ့ခုံရမဝင်ခိုင်းအဲ့လိုပြောလိုက်တာဟိုတကိုင်းကစမ်းပြန်တပြီးတော့တော့မလို့ပေါ့ကိုရောတဲ့ကျန်တဲ့လူတွေစိတ်ဆိုးပြီးတော့ပြန်တော့မယ်အဲ့ဒါကိုယ်ရရဲ့စပေါ်တည်တဲ့တိုင်းပေါ့နော်။နောက်တစ်ခါရှိသေးတယ် အာကျောင်းသားတယောက်ပေါ့သူကအပြင်သွားရေးကားတွေပါလေမောင်းတော့ပေါ့နော်မောင်းတော့ဆစ်စစ်ဖို့လို့တော့ဆစ်စစ်တော့ပိုးတွေ့ရောအဲ့တော့တဘူနာမှာရောက်တော့ဘူဘူးဆေးအောင်မှာတက်နေတာပေါ့နော်အဲ့လိုကျောင်းကြားတော့ဟိုဆိုးတော့ကိုင်းအောင်ပါကျောင်းဝင်လာမှာရှင်မြတ်ပါလို့ချက်လဲပေါ့ကျောင်းမှာဆေးရပိုင်ဖြန်းကျင်တာပါလာညာနာပေါ့ဒီလိုလာမေးဖို့သူတို့ကလာတာဒါတော့ ဟိုကရိုရီးယားတကားဖွင့်မပေးဘူးအဲ့တကားလေးကဖွင့်မပေးဘူးနေုံနဲ့အပေါ်တော့နေုံနဲ့ဆက်ပြီးတော့ဖွင့်မပေးဘူးအဲ့ဟိုလူရစိတ်ဆိုးတာပေါ့နော်လာလာဒီမှာဆေးဖြန်းတာတို့ဘာလို့လုပ်ပေးခြင်းလို့လာတာအဲ့ဒါကိုဖွင့်မပေးရကောင်းလားဆိုပြီးတော့ဒါပေမဲ့လူရင်းနေဆိုတယ်မဆိုးဘူးပေါ့ဒီတဲ့သူတို့ကအဲ့လိုမျိုးပေါ့နော်ပိုင်ထားအဲ့တော့ဘေးရအတေကြုံတဲ့ခါမှာတဲ့ ုံရောက်ရောက်နေစေဘေးရန်ကိုလည်းပေါင်းစင်ရောက်စေတဲ့မဖြစ်သေးတဲ့ဘေးရန်နိုင်လို့ဆိုလည်းပဲကာဝေပြီးတဲ့မြတ်စွာဘုရားရဲ့စကားတော်တွေကိုတော့ပါခေါ်လို့ဆိုရင်ဘေးရေးတဲ့အောက်မှာရည်ထားသေးတဲ့ဘေးရည်တူအင်္ဂါ၃ပါးတနည်း၄ပါးအာဖတ်တော်ပြန်နံပါတ်၁ကဘေးရေးပါဠိတော်ဤ Bồ Tát Ê Thầy Hà Bú Cha La Nàng Càng Xóa Yếu Sư Nàng Chê Vì Yế Bà Lý Đồ Ý Hành Lê Ê thầy Bề Bú Ý Cha Nàng Càng Xóa Đi Chê Tổ Đó là Bà Bú Mà Nghe Quả Lý Mê Đà Kỳ Yú Nà Kỳ Yá Bú Sê Đoá Yú Bá Sinh Dê Đó Sê Chê သိဘောကိုရထချီနမတပြန်ကြည့်เนาะရွတ်တဲ့ခါအဲကိုရွတ်လိုက်တဲ့စလုံးပေါ့เนาะပုပ်ပတ်အခင်ရတဲ့ရွတ်လိုက်တဲ့စလုံးပဲစလုံးပဲရွတ်ရွတ်ပေါ့အဲရွတ်တဲ့အဲစလုံးကိုမမှန်ကန်ကန်ရွတ်နိုင်အောင်ကြိုးစားအမမေတ္တာသောစံယတံဘာဝတောယခာနေဝတတ္တိတိအဲ့လိုမျိုးပေါ့နော်အလုံးလေးကိုကြည့်နေအောင် ပြစ်ဆုံးနိုင်အောင်ကြိုးစားပြီးတဲ့အခါကျရင်အဲ့ကိုရွတ်လိုက်တဲ့အတိတ်ပဲကိုလည်းပဲတိအောင်ကြိုးစားပေါ့နော်ပါဠိလိုလည်းမအောင်လည်းယူသူ့ရဲ့အတိတ်ပဲလေတိအောင်လည်းကြိုးစားအတိတ်ပဲလည်းတိအောင်ကြိုးစားဓမ္မသုံးကြောလလဘကိုငင်းခွဲရမှုလေးကတော့မေတ္တာကိဉ္စရှိထားပြီးတော့စင်ကြယ်တဲ့စိတ်နဲ့ကြွရမယ်ဒါကတော့ ရွတ်တဲ့တိပ္ပတ္တပေါ့နော်အများစုဆိုတော့ယန္တနာတွေပေါ့နော်ယန္တနာတွေပေါ့လေဒါဆိုတော့ကိုယ်ဝရွတ်တဲ့ဆိုရင်အတိတ်ပဲသူပါဠိကိုမမှန်ကန်ကန်ပြနိုင်မယ်အတိတ်ပဲလေသိမယ်မေတ္တာကိန္နာထားပြီးတော့ရုပ်မယ်ဆိုရင်ပရိကအစွမ်းထက်တယ်ပေါ့နော်အစွမ်းထက်တယ်ပေါ့နောက်အောက်မှာကြတော့ဘာလို့ဆိုရင်ပရိကနာသူအင်္ဂါ၃ပါး တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီပါနံပါတ်၁ကပင်စာန္တရိယခေါ်ဂန်ဒီနာပါမရှိခြင်းနံပါတ်၂ကနိယတ္တမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း၃ကနိဘိဒုက္ခကိုယုံကြည်ခြင်း၄ကဘိပါဠိတော်ကိုယုံသိလေးစားစွာနိုင်ခြင်း ဆိုပြီးတော့လေးမျိုးပေါ့သုံးပါပြောလို့ရတယ်လေးမျိုးပြောလို့ရတယ်ပြန်ကြည့်မယ်ပင်စာနန္တရကောတန်ကြီး၅ပါးမရှိခြင်းဆိုတော့ပင်စာနန္တရကံဆိုတာအလုံးသိတယ်ပေါ့နော်ကိုအမေကိုပြန်တတ်တဲ့ကံကြီးထိုက်တာလို့အဲ့ဒီမျိုးလေးကံကြီး၅ပါးဆိုတာအဖေကိုတတ်တဲ့ကံမျိုးပေါ့ရန်တော်ကိုတတ်တဲ့ကံမျိုးပေါ့နော်မြတ်စွာဘုရားကို တွေးတွေပါတယ်အဲ့လိုမျိုးယူစီအောင်လုပ်တဲ့အခံမျိုးပေါ့ဒီလက်ခံတန်တာတန်ခွဲတဲ့ကံမျိုးလူတွေမှတော့ရှိသေးပါထားတယ်နော်မရှိပါဘူးအဲ့လိုမျိုးပြောကြတာတော့ပေါ့နော်ဒီကံကြီး၅ပါးထိုက်တာမျိုးလည်းမရှိဘူး။နောက်နိယတမိစ္ဆာဒိဋ္ဌိအယူမားတာပေါ့နော်။ဘုရားဘာသာတွေမှာတော့ရှိခဲ့ပါတယ်။အဲ့ဒါလည်းမရှိတော့ဘူးတဲ့။၃ကြောင့်ပရိယေတကူကို ယုံရမယ်။ပြီးတဲ့အခါဘယိတ်နာတဲ့အခါဘောင်းစင်နေယူယူသေးသေးလေးလေးစားစားနဲ့နာရမယ်။ဒါဆိုတော့ဘယိတ်စွမ်းနေပေါ့နော်။ဘယိတ်စွမ်းနေပေါ့။အဲ့တော့တေးကြရလေအများစုအကုန်လုံးကကံကြီး၅ပါးဒါမှရှိတာရှားပါတော့တယ်နော်။ဘုရားဘာသာမှာရှိပါဘူး။ရှိတဲ့လူတွေလည်းပေါ့နော်။ဒီအယူမှားတဲ့မိစ္ဆာဒိဋ္ဌိလည်း မြေတာမိစ္ဆာဒိဋ္ဌိလည်းမရှိကြဘူးလေအဲ့တော့မရှိတဲ့အခါကျတော့ပရိညာတဲ့ခါမှာကိုယ်ကဘာလို့ဆိုရင်ပရိတကူလည်းကိုယ်ယုံကြည်တာဆိုတော့ယိုယိုတည်တည်ရနာပြောဟုတ်ဘူးလားဒါကတော့ရွတ်တဲ့ခါမှာကိုယ်ယိုယိုတည်တည်ရနာအာစံတော့ပရိကဆောင်းလျှောက်တယ်ပရိလည်းစွမ်းနဲ့ဟောတယ်ဗျာဘေးဝေစွမ်းကိုအာရုံတွေတည်တာနားပြီးတော့ပေါ့လေဟုတ်ပြီဟိုဘက်နဲ့တော့ရအောင်နော် ဘုဝဆံယနာမှာယရဏတောကောရုံးစင်မာတိကယရဏတောကိုကြည့်တဲ့အခါနံပါတ်၄ကယရဏတောအမွန်၃ဘုတ်ပါမယ်နံပါတ်၄ကအခြေခံဘုတ်ပါမယ်နံပါတ်၃ကဘုရား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 နဲ့ပတ်သက်ပြီးတော့ကာရ၃ဘုတ်ပါမယ်၄က တရားကုံတော်နှပုတ်ဆိုတော့တရားကုံတော်နဲ့ပတ်သက်တဲ့ဂါထာကနှပုတ်ပါတယ်နမငါးကသံဃာကုံသံဃာကုံတော်နဲ့ပတ်သက်ပြီးတော့ဂါထာကရှစ်ပုတ်ပါမယ်ဒါနဲ့၆ကဘာလို့ဆိုရင်တရားမင်းလျှောက်ထားတဲ့ဂါထာ၃ပုတ်နောက်ဆုံးဂါထာ၃ပုတ်ယရဏတုတ်ကိုဟောဖြစ်လို့ရှိရင်ဟိုဘုဂုံးရဲ့ရတဲ့ဘုဒ္ဓကမိုင်းတွေအဲ့ဖိပိပါတယ်မလား 我这个买的巴拉巴拉巴拉，阿是阿拉老家嘛阿拉那个个的几多啊？啊，个多啊！巴拉嘛东哥哥，亚拉那都阿莫罗卡拉巴喏，亚拉那都阿莫苏库巴古的那叫起来。三年难熬，那叫来那个喏，比那艰难呢。三年难熬，阿勒高嘛哩，亚拉那都阿莫苏的伊。 ပဏိဒါနာတောသစိကဖယောမဟုတ်တိယရဏတောတုတင်သူယုတုနာယုတုမြာတင်ခြင်းယုခြင်းနာယုခြင်းဟာရှင်းဆရာမြတ်တို့ဘုံတင်မောအပ်သောသရယဖြစ်သည်ဆိုပြီးတော့ ဒီယရဏတော်ဆောက်ရတဲ့အခါပေါ့နော်ဣဒံလာတောပတ္ထာယတခါကတ္တဆိုပြီးအဲ့မှာအစဆုံးသုံးဖို့အဲ့အစဆုံးသုံးဖို့ကတကယ်တမ်းကအဲ့ဒါဘုရားဟောတဲ့စကားမဟုတ်သေးဘူးအဲ့တော့ဘုရားဟောတဲ့စကားမဟုတ်သေးဘူးတဲ့ဘယင်းဒီ၁၇တုပ်ကအတိုင်းကြီးပဲပေါ့နော်မေတ္တာတုပ်မှလည်းဒီတိုင်းပဲမြင်လာတုပ်လည်းဒီတိုင်းပဲအဲ့အစနာမှာအဲ့အစကခါရလေးဆိုရင် ဘုရားဟောမဟုတ်တော့မဟုတ်သေးဘူးဘုရားဟောတဲ့ခါမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဥပမာပေါ့နော်မေတ္တာတုံးဆိုရင်အစမ်းသားမှာမေတ္တာတုံးကိုရွတ်တဲ့အတွက်မေတ္တာအကျိုးဆက်တမျိုးရနိုင်တယ်ဆက်တဲ့အဲ့လိုဖြစ်ထားတဲ့စကားဟုတ်ကောသူကအမွန်လို့ခေါ်တော့ပေါ့နော်ဒီမှာလည်းပဲအစမ်းသားသုံးဖို့ရှိတယ်အဲ့သုံးဖို့ကဘာလို့ဆိုင်ဘုရားဟောမဟုတ်သေးဘူး ะอัสสะตนพุ่มสุนอกกุจังยาไลเปลี่ยนอะไรได้ธรรมะไอ้มายรณะปิสัญญาตองมานะยรณะตกมนตองโกนัมเบติด้วยนะถ้าได้พัดไปอย่างที่โอตุรองกองดูปณิยานะโตดิเพ็งกะระพยาเมตะพยาสุข dina bataya asal yuyui asal kedata nyasa kiai kedata parmiyo serato parhidu laka data umpa parmiyo serato umpa parhidu laka data permata parmiyo serato karena ada para hidup, maka hidup itu termakring dah. Para minyak hanya tongsedo. Para hidup, maka desak maha periksa. Hidup, maka doh senyum. Dukuh, maka จิตตังมุจินตังญาตัตถะสริยะสุญโญอมยาจูงาจิตตังมุจินตังพุทธัตถะสริยะพยาภิยะอโจงาจิตตังมุจินตังอิติอิโตเปโตตองกาปุงโกสริยาโยအကျဉ်းတို့ကိုလည်းပါ ပစ္စည်းမဘဝိအရာဖြစ်ပြီးမကုန်ဘဝ၌ကဘာဝကံဒီမကရောဝန္တသစ္ဆန်စံဒီတန်လေယူတော်မူခြင်းကို၎င်းသာတိဟောတော်မူခြင်းကို၎င်းပတိနိဋ္ဌမနံမြတ်သောတောထွက်တော်မူခြင်းကို၎င်း ဗဒာနာစရိယံဒုဒရာစရိယာကျင့်တော်မူခြင်းကို၎င်းဘောဓိပံငိဘောဓိပင်ချေပမေကိုနာမာရဝိဇယံမာနာဘာပေါင်းမြင်တော်မူခြင်းကို၎င်းသဗ္ဗယုဒညာနာပတိဝေဒံသဗ္ဗယုဒညာကို Dhamma Sacca Pavodana, Dhamma Sacca Teya, Hoja Dhamma Jindu Lapa, Nawa Kuva Kumto, Lokotra Kandi, Lokotra Teya Dhamma Kulapa, Iti Ido, Tapi Ti, Long Song Le Chit Kumto, Imi Kota Kutni, Inyasa Teya Iti, ဘုံတော်တို့ကိုအာဝိစိတ်တော်ဆင်ញံတော်မူ၍ဝေဒာနိယဝေဒာနိတိဟိတိတုမာတာရန္တရေတုတတိုင်းသုံးတဇာအယတု၌တိယမရတိညင်သုံးယံပါလုံးပြိဋ္ဌံယရဏတုပေအယံတာဟု ကရုံတော်ပြုတော်မူသောအာယတမအာနန္ဒထေရဝိယအရှင်အာနန္ဒမထေရကဲ့သို့ကာရုဏ်ညာစိတ်တံတနာသောကယုဏစိတ်ကိုဥပါထသတဝါချစ်စေကြကုန်၏ဒါပထမတပုတ်ဟောလေးနဲ့ဆိုတော့ပုတ်ကောင်းတော့ဗောနော်ပါဠိလေးရတာအဲ့ပါဠိလေးကိုကြည့် ဗမာလိုပဲကြော်ကြည့်နေနော်ပါဠိကိုပြန်ပြီးတော့လေအဲ့ဒါဗမာပြန်ကြည့်သွားမယ်ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားထံကနေတဲ့ဘုရားစုပန်တဲ့ခြင်းကနေစပြီးတော့မြတ်စွာဘုရားရဲ့ပါရမီကဘယ်နှပါရမီဆိုရင်7ပါးဥပပါရမီဆိုလည်းပဲ7ပါးပရမတ္ထပါရမီဆိုလည်းပဲ7ပါး စေဘာ၃ောင်ပေါင်းလိုက်တော့မယ်ဆိုရင်30ပါရမီ30ပြီးတဲ့ခါမှာတဲ့စွန်ခြင်းကြီးက၅ပါးသောစွန်ခြင်းကြီးဆိုစွန်ခြင်းကြီးက၅ပါးအိမိစုမလောကတ္တစရိယညာတ္တစရိယဘုဒ္ဓတ္တစရိယဆိုပြီးတော့စရိယကဘယ်မျိုးဆိုရင်သုံးမျိုးသုံးကပေါ့နော်လောကတ္တစရိယညာတ္တစရိယဘောဓတ္တစရိယဆိုတော့စရိယက၃ပါး အဲ့နာလေးပဲချုပ်ကြည့်ခဏရက်ကြည့်ပေါ့နော်အဲ့တော့ဒီသင်္ကရာမြတ်စွာဘုရားထံကနေဘုရားစုခံတဲ့အချိန်မှနေစာပြီးတော့မြတ်စွာဘုရားကဘာလို့တော့ဆိုပါရမီတွေဖြည့်ခြင်းတယ်အဲ့ပါရမီမှာပါရမီရဆေဘာဥပပါရမီဆိုတဲ့ဆေဘာပရမတ္ထပါရမီဆိုတဲ့ဆေဘာဆိုပေါင်းလိုက်တဲ့အခါပါရမီတွေနဲ့တွေ့နေပါ 30ဖြစ်သွားရောအဲဒီပါရမီ30ဒီကိုဖြစ်ကျင့်တယ်တိရိကကြားလို့ရှိရင်လောကအတွက်ကျင့်တာကလောကတ္တစရိယဆွေမျိုးတွေအတွက်ကျင့်တာကညာတ္တစရိယဘုရားဖြစ်ဖို့အတွက်ကျင့်တာကဗုဒ္ဓတ္တစရိယဆိုစရိယကတဲ့လက္ခဏာဆိုတော့3ပါဆိုစရိယ3ပါ ဲ့ဒါလေးပြောချင်တာကအဲ့ဒါလေးအာယုံပြူပေါ့နော်ဒါလေးအာယုံပြူပြီးပြီဆိုမှပရိယတ်လို့ပြောချင်တာပေါ့နော်ဟိုကအရှိဖြစ်နေဆုံးမလို့ကောင်းပြီစရိယ၃ပါးပြီးတဲ့အခါမှာမပြီးသေးဘူးပစ္စည်းမဘဝေတဲ့ကပ္ပဝတ္တံတိန်တဲ့ပစ္စည်းမဘဝေဘုရားဖြစ်မဲ့နောက်ဆုံးဘဝမှာမေရဝံမှာပရိသန္တိနေရာရဲ့ ်ပြီးရင်ဖွာမြင်တာရယ်ပြီးလို့ရှိရင်ဒေါထွက်တာရယ်ပြီးတဲ့အခါမှာဒုက္ခရစရိယာကျင့်တာရယ်ပြီးတဲ့အခါမှာဘောဓိပင်ချေမှာမံပင်ပေါင်းအောင်လို့ဆိုရင်မံ၅ပါးအောင်တာရယ်မံ၅ပါးအောင်ပြီးတဲ့အခါမှာသဗ္ဗညုတဉာဏ်ရတယ်တပည့်ရညာရပြီးတဲ့အခါမှာဓမ္မစကြာတရားဟောတယ်ဓမ္မစကြာတရားဟောပြီးတဲ့အခါမှာ ဝရောဂုတ္တရတံဒီတဲ့ရောဂုတ္တရတရား၉ပါးရေဆိုပြီးတော့ဤမေဗုဒ္ဓကုနေတဲ့ဤမြတ်စွာဘုရားကိုယ်တော်တို့ကိုအာဝဇ္ဇတောဆင်ကျင်တော်မူ၏သုရရာပေါ်တော့ပိယွတ်တဲ့ခါလူရင်းပြန်ချုပ်လိုက်ပေါ့ပိယွတ်တဲ့ခါဖရာရဲ့ကုံတော်တွေကိုအတတ်နိုင်ဆုံးအရင်ဆုံးအာယုံပြုပေါ့နော်ဒါပဲပေါ့နော်လိုရင်းကလေဟုတ်ကဲ့နော် လူရင်ရတော့ကိုယ်ပေးရတော့မယ်ဆိုရင်ကိုသိတယ်လို့ကိုတတ်တယ်လို့ပေါ့နော်ကိုမှတ်တယ်လို့ဘုရားကုံတော်ကိုအရင်ဆုံးအာယုံပြုလိုက်ဆင်ခြင်လိုက်ပြီးပြီဆိုမှဘယေယုလူရင်တာပဲနော်ဒီမှာတော့အများကြီးပြီးထားတယ်ပေါ့နော်အများကြီးပဲတိင်္ဂရာမြတ်စွာဘုရားဘုရားဆောအလုံးတို့လွန်ခဲ့တဲ့ဟိုစစ်ချင်းချိန်နဲ့ကဘာတသိမ်းမှာ လေးသိမ့်ချေတဲ့ကဘာတသိမ့်ခါကာလတုံးကဒီမင်္ဂလာမြတ်စွာဘုရားစီကနေမြတ်စွာဘုရားကဘာလုံးစင်ဖရာစုပန်နာအိုင်ကနေစာပြီးတော့ပါရမီဖြည့်ပေါ့နော်ပါရမီဖြည့်ပြီးတဲ့ခါမှာဒီဘုရားဖြစ်မဲ့နောက်ဆုံးဘဝမှာမေရဝံမှာတရေတီရာရဲ့မွေးဖွားရာရဲ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘုံလုံးဆင်ခြင်းနဲ့ဆင်ခြင်းပြီးတဲ့အခါမှာအဲ့ဒီမှာတော့ဆက်ပြီးရေးတယ်ဝေဒာလီမြို့မှာတဲ့ဝေဒာလီမြို့မှာတတိုင်းသုံးတက်တတိုင်းသုံးတက်ရှားတယ်မှာတိယမာရတိညင့်သုံးရပတ်လုံးဆိုတော့ပထမယံရောမေဇိမယံရောတကောင်းယံရောပေါ့နော်ရှင်အနန္ဒာကအဲ့ဝေဒာလီမှာကနောက်ပိုင်းမှာရေးထားလို့ဖြစ်နော်ယရဏတော့ ဟောတဲ့ဒီဖြစ်ပေါ်လာရခြင်းအကြောင်းကဝေဒာလီမှာဦးနှောင်းနာမှာပါတယ်ပေါ့နော်နောက်မှာပဲနောက်ကျမှကြည့်ပါပေါ့နော်ဝေဒာလီမှာပါဠိရလိုက်လို့ရှိတယ်ရောဂမနုဿဒုဗိခဟုတ်တယ်နော်ယောဂဘီတို့ဇလူဘီတို့ဒုဗိခလို့ခေါ်တယ်အစာရည်စာရှားပါတဲ့ဘီ ဝေဒာလီမြို့မှာအဲ့ဘေးသုံးခုစိုက်တဲ့ခါကျတော့မြတ်စွာဘုရားကိုခြင်းပြီးတော့ဒီယရဏတုံးနာကြတာပေါ့နော်မြတ်စွာဘုရားကိုပင့်တော့အဲ့ဝေဒာလီမြို့မှာအဲ့ဘေးသုံးခုကြုံတဲ့ခါမြတ်စွာဘုရားကိုပင့်တယ်မြတ်စွာဘုရားကဒီယရဏတုံးကိုခေါ်တယ်မဟောခင်မှာရှင်အနန္ဒာကိုအရင်သင်ပေးတာပေါ့နော်ရှင်အနန္ဒာယင်သင်ပေးတော့ရှင်အနန္ဒာကလေတိယမာရတိန်ဆိုတဲ့ညလုံးရတဲ့သဘောပေါ့ ဝေဒာလီမြို့မှာတဲ့တတိုင်း၃ခုရှိတယ်ဒီလိုမျိုးနေမှာဝရှိတော့ပထမတစ်ကြိမ်ဒီလိုမျိုးခတ်တယ်ခတ်တာနော်မျိုးခတ်ရင်ကနေပြီးတော့တတိပြင်းနဲ့လူကြီးထူထပ်လာတဲ့ခါကျတော့တစ်ခါထတ်ချက်လိုက်ရောနောက်ထပ်တတိုင်းတစ်ခုဖြစ်သွားရောနောက်တစ်ခါထတ်ချက်လိုက်ရောသုံးခါချက်တော့တတိုင်းကပြန်ဖြစ်သွားဆိုရင်၃ခုပေါ့အဲဒီ၃ခုအဖြစ်ကိုအရှင်အနန္ဒာကသွားပြီးတော့ ညာလုံးပေါ့ပေါ့ဘေးရဖြစ်တဲ့ရှင်နာနာကဘေးမရုပ်ခင်မှာခုနကပြောခဲ့တဲ့ဒီမင်္ဂလာမြတ်စွာဘုရားဆံကနေဘုရားရှိခိုးတဲ့အချိန်ကနေစပြီးတော့မြတ်စွာဘုရားဖြစ်ခြင်းနဲ့ပါရမီတွေနောက်ဘုရားမွေးဖွားတာတွေပြီးတဲ့အခါမှာဘုရားသတ်တာတွေတရားကျင့်တာတွေသဗ္ဗညတဉာဏ်ရတာတွေအဲ့ဒါတွေအကုန်လုံးအရှင်အနန္တကဆင်ခြင်းတယ်ဆင်ခြင်းပြီးတဲ့အခါမှာကာရဏသေးတယ် အမ်းနဲ့အဲဒီပရိယတ်တဲ့ခါမှာကယုဏစိတ်ထားပြီးတော့ပေါ့နော်မေတ္တာကယုဏထားခြင်းအနန္တာကဝေဒာလီမျိုးရဲ့တိုင်းသုံးချက်ကိုညလုံးပေါ့ပရိယတ်တယ်အဆောလို့ရင်ပြန်ပြောပေါ့နော်ဒီစာပိုင်းလို့ရင်ပြန်ပြောလို့ရှိရင်ပရိယတ်တဲ့ခါမှာမယုတ်ခင်ကိုစွမ်းနိုင်တဲ့လောက်ပေါ့နော်ကိုတည်တဲ့လောက်တတ်တဲ့လောက်ဘုရားကောင်တော်တွေကိုများများအာရုံပြု ayam yuk itu sama kalau masanya bayi yuk po bayi yuk po ah sebelum namanya lebih yang cina ya na lebih yang cina ya emang namanya ma kodi tada tahate tu gede deteng kongdo saka wale tu tai taido nai dewada nadyamadu di ယတအခြင်းယရဏတုပိတောဤအာနံတကောအာနအရှိကဝါဟုတတိကနံတိခံယူကြကုန်၏သူအဓိပ္ပာယ်ရဲ့ဟိုးနောက်နာမှာပြီးထားတယ်တခုစီတခုစီပေါ့နော်အဲ့ဒါလေးပြီးမှဦးဇင်းတို့ဖြည်းဖြည်းကြည့်ကြည့်တော့တော့ပေါ့နော်ဟိုးဘက်စာမျက်နှာကိုကြော်တော့လိုက် ။စာမျက်နှာ၁၂ကိုတော့ကြည့်ပါနော်။စာမျက်နှာ၁၂သံမြတ်နာဆက်နဲ့ဟိုအောင်ပြင်းကနေပါလေစัจ java ဝါလာကတိတတိတွေ့နော်အဲ့တော့သူဒိဗေဟာစัจ java ဝါလာကတိတတိကနတ်ပြည်မှာမြာယရဏတုတ်ဤအာနာအရှင်ဝါကို ထိုင်ကြသည်ဟုဆိုသဖြင့်ယရဏတုတ်ဤအာနုတော်သာစัจ java ကပရိသသိံပြန်နိုင်သည်ဟုမမိုက်ရအချာပရိတော်များဤသရှိခေါ်ပါလေစัจ java ကပရိသသိံပြန်နိုင်သည်သာအရဘေးရဲ့အရှိန်အဝါကဘယ်တိပြန့်လုံးစัจ java လာပေါင်း ခတဲ့တသိန်းခီပြန်နိုင်တဲ့ဆိုင်းရတတိရှိတယ်အဲ့တော့ဘယ်ပြိပဲဖြစ်ဖြစ်ပေါ့နော်ယရဏတော့ပြိရင်မကဘူးပေါ့ဒီမာရယရဏတော့ပြန်မာရောခုနကပါဠိကအဲ့အိပ်ပဲရတယ်ပေါ့နော်စัจ java လောက်ကတဲ့တသိန်းအခီဘေးရဲ့အာနာကပြန်နေဘယ်ပြိပဲဖြစ်ဖြစ်ပေါ့ဟုတ်တယ်ပေါ့နော်ယရဏတော့ပြန်မကဘူးမေတ္တာတော့ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော် အဲ့လိုမျိုးဒီစကြဝဠာတည်းတည်းသိသိပြန်နှံ့နိုင်တဲ့ဒီဆောင်းရည်တည်းတည်းရှိတာဖြစ်တဲ့ဆိုရဲတဲ့ဒီယရဏတော့ကိုယူကြစို့ဆိုပြီးနောက်တစ်ပိုင်းပါလေအဲ့တိုက်ဘိတ်ပေးပေါ့နော်အဲ့ဒီဘိတ်ပေါ့ပြန်ထားလိုက်တော့ဘူးလဲဘူးဆိုတော့ဒီနေ့တော့ဒီလောက်ပဲတော်ကြအောင်စုပေါ့နော်နောက်တစ်ပတ်နောက်တစ်ပတ်တိုင်းပါပဲဆက်လက်ပြီးတော့ဒီယရဏတော့ကိုဒါ ောကြားအားကြားစုပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဆုံးလူလမ်းကြတယ်ဆုံးလို့ရှင်ဦးဇင်းရဲ့ရဟန်းကမာကြီးပေါ့နော်ဘုရားမှာဆိုအဲတကွာမောင်နှမများကမြင်းကြီးရဲ့ဖခင်ကြီးဖြစ်တဲ့ဒဂယုံအောင်ဆိုကိုလိုပြီးတော့ဆန်ငါနေပြီးဒဂမိုက်တော်ရဲ့ရှင်ကိုလိုပြီးစနေပြီးကိုယေရှုပြီးတော့ဆုံးသက်တဲ့ ဆုံးအလူကိုလည်းပဲအတူတကွရေဆက်သွင်းချအမြဝေချစုပေါ့နော်ရေဆက်သွင်းချအမြဝေနိုင်ရန်ဦးဇင်းတို့ရဲ့တရားပြန်ပဲဒီကုန်းကံပါဆုံးသက်ပါပြီဒါကြောင့်မလို့အလုံးတော်ရဟန္တာပြန်သက်ပေါင်းသူတော်ပေါင်းတို့တည်မိမိတို့တတွေလေးစင်လေးတိုင်းကျင့်ကြံကြိုးကိုပွားများနာထုံးကြကုန်တော်ဒါနဒီလဘောင်သာဆရှိသောကုသိုလ်ကောင်းမှုဆုစုတို့ကြောင့်စင်ရခတ်တဲ့ချုံညံ့ရာမှာမြတ်နိဗ္ဗာန်တို့